အခုပြောပြမယ့်တဲ့ကတော့တောင်ကြီးမှာဒီဆိုင်းဘုတ်တွေကိုမြန်မာဘာသာနဲ့ပြောင်းခိုင်းတဲ့ကိစ္စပါဆိုင်းဘုတ်တွေကိုဒီအင်္ဂလိပ်လိုကနေမြန်မာဘာသာနဲ့ပြောင်းခိုင်းတယ်ဆိုတာကတော့ညွန်ကြားမှုအပေါ်မှာနားလည်မှုလွဲကြတာဖြစ်တယ်လို့ဆိုပါတယ်အထူးသဖြင့်တော့အုပ်ချုပ်ရေးမှုတွေနားလည်မှုလွဲတာကြောင့်ဒီတောင်ကြီးမြို့မှာဆိုင်းဘုတ်တွေကိုမြန်မာဘာသာနဲ့ပြောင်းပြီးတော့တုံးနေကြရတယ်လို့မြို့ကန်တွေကပြောပါတယ် online ပေါ်မှာတက်လာတဲ့ပုံတွေအရာနောက်ပြီးတော့ကျမတို့ရရှိတဲ့ဒီဓာတ်ပုံတွေအရာဆိုလို့ရှိရင် Ocean Center ဆိုတာကိုဟိုမှာမြန်မာလိုဘာသာပြန်ပြီးတော့ ပြောင်းလိုက်တဲ့အခါမှာတမုတ်တရားဈေးဝယ်စင်တာဆိုတာမျိုးပေါ့နော်နောက်ပြီးတော့တချို့ဆိုင်တွေမှာဆိုလို့ရှိရင်711ဆိုတဲ့ကဖေးဆိုင်ပေါ့နော်ကော်ဖီဆိုင်လဖေးဆိုင်နာမည်ကိုပြောင်းထားတာဗမာလိုပြောင်းလိုက်တဲ့အတွက်ခုနှစ်တသမ7ဆိုတာမျိုးဖြစ်သွားတာပေါ့နော်နောက်ပြီးတော့ဒီ V8 အလှပြင်ဆိုင်အင်္ဂလိပ်လိုစာလုံးပေါင်းဒီ V ရဲ့8ရဲ့နဲ့ပေါင်းထားတဲ့ V8 အလှပြင်ဆိုင်ဆိုလို့ရှိလို့ရှိရင်လည်းဒီမြမစာလုံးပေါင်းနဲ့ပြောင်းလိုက်တာမျိုးတွေဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးပြောင်းလိုက်ကြတာဖြစ်တဲ့ အတွက်တချို့ဆိုင်နံပါတ်တွေကတော်တော်လေးကိုရည်စရာကောင်းနေတာတော့အမှန်ပဲဖြစ်ပါတယ်။